အားလုံးမင်္ဂလာပါယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုမာကဇင်ဦးစုစည်းတင်ဆက်ထားတာပါအဲဒီကနေ့ပထမဆုံးမျှဝေပြီးတော့ရှင်တဲ့ကျောင်းအားလေးကတော့ကျောင်းမြမတက်ဘရော်ရေရှေ့တဖက်ဝင်ကြီးရေပြီးတော့ဒီမြေသားကောင်တက်ဖက်ဝင်ဖြစ်တဲ့ GF တက်ဖက်ဝင်ကြီးရေပူးပေါင်းပြီးတော့ရှေ့ဘုတ်ကိုဒေတာမှာဂျာဖြန့်စစ်စင်ကြီးတရက်ဆွမ်းရက်ခဲ့ဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်အဲလိုစစ်စင်ဆောင်ရတဲ့နေရာမှာဂျာဖြန့်လောက်ကန်သူ တိုင်ငံခြားကပေါ့နော်346ဦးကိုဖမ်းဆီးခင်းခင်းရောက်ခဲ့ပြီးတော့အများစုကဒိတ်နိုင်ငံသားတွေဖြစ်ကြပါတယ်။ဒါ့အပြင်အဲ့ဒီဒီ online ကြားဖြတ်တောင်းကလုပ်နေတဲ့အစာအုပ်အတွင်းကအခန်းတစ်ခုရင်းစီတိုင်းမှာလည်းဒါကွန်ပျူတာအလုံးပေါင်း30ကနေ60အထိရှိရလို့လည်းသိရပါတယ်။ပြီးတော့အဲဒီကျန်းမာရေးလုပ်ငန်းမှာလောက်ကင်ဆောင်ရွက်တဲ့ဖုန်းအလုံးပေါင်းများနဲ့ချီပြီးတော့လည်းအသိစီရမိတယ်လို့သိရပါတယ်။ ဲ့တော့အခုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီဂျပန်ပြည်နည်းနဲ့ပတ်သက်ပြီးတော့ဒီပူပေါင်းပြီးတော့အဆောင်ရလာတာပဲဖြစ်ပါတယ်။မကြသေးခင်ဂျပန်နေမှာလေဒါအဲ့တော့ဒီဒီယုတ်နိုင်ငံပါဝင်ဒီအရှိတအာချနိုင်ငံဒေသနိုင်ငံအချို့ဒါပေါ်မှာပြီးတော့ဂျပန်ပြည်နယ်ကိုဆောင်ရွက်မယ်လို့လည်းကြေညာခဲ့တယ်လို့အဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့အရာရေးသမ္မတမြန်မာနိုင်ငံတို့ကိုရင်းနဲ့အရေးသားရေးကောင်ချီအောက်ထားဖြစ်တဲ့ဒီတက်တော်ကောင်ဝင်စီကိုပြုံးပြီးမင်းအောင်လာရအောင်ဆိုရင်လေဒါအရှိတအာချနိုင်ငံစစ်တမ်းမှာတော့ရတဲ့ခေါက်တွဲရောက်တဲ့အခါမှာလေ ဒီ online ဝေလင်ခိုင်းတဲ့တရားမဝင်လားမစားရဘူးဒါမျိုးသားရေးတာဝန်တည်ရနေနဲ့အဲ့ထက်တော်လို့ပြောရဲဆိုပြီးတော့ပြကြရတာဖြစ်ပါတယ်အဲ့လိုပြကြမှုအပြီးအသုံးပြုရဲ့အတွင်းမှာပဲဒီစစ်စင်ရေးရပေါ်ပေါက်လာဖြစ်ပါတယ်အဲ့တော့ဂျာမန်လိုပြောလိုက်ပြီးဆိုတာ ਨੇ ကျမတို့မြန်မာနိုင်ငံကအဲပြောရရင်တရုတ်နိုင်ငံသားတွေအများစုပေါ့နော်ဒီဒီဂျာမန်နဲ့ပတ်သက်ပြီးတော့ဖန်တီးရမှုရဲ့လူကြီးလိုက်မယ်ဆိုရင်တရုတ်နိုင်ငံသားတွေအများစုဖြစ်ပါတယ်အဲတော့ဒီမှာလည်းတရုတ်နိုင်ငံက အများစုပေါ့နော်ဒီကိနိုင်ငံကပညာရှင်တွေနဲ့ပဲဒီနိုင်ငံကောပတ်ပြီးတော့လိန်နေကြတယ်ဆိုပေမဲ့အဲဒီကျောင်းနိုင်ငံတွေတရှိရနေတာကမြန်မာနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံကဒါမသိမြန်မာနိုင်ငံကပဲဒီကျောင်းပြန်ဝင်လင်တိုင်းတွေကိုလက်ခံပြီးတော့ဆောင်ရွက်နေတယ်လို့လို့အဲ့လိုမျိုးကျွန်တော်တို့ပုံရင်းဖြတ်ခံနေရပါတယ်အဲ့တော့ဒီမဲ့အဒီကြပြန့်လေးကိုကျွန်တော်တို့မြန်မာနိုင်ငံကတကယ်ကိုညီပတ်လို့လားမကိုညီဘူးလားဆိုတာကိုဒီနေရာမှာအချက်လက်လေးနဲ့ကျွန်မပြပြပေးချင်ပါတယ်။အရင်ဆုံးကြပြန့်ဝင်လင်ခိုင်းနေကို အုပ်စည်းတဲ့သူတွေအဲ့ဒီကြားဖြန့်လုပ်သားတွေဖန်တီးရမိတဲ့ကြားဖြန့်လုပ်သားတွေကိုကြည့်လိုက်မယ်ဆိုရင်အများစုကတိမ်မှန်တာတွေဖြစ်ပါတယ်။ပြီးတော့ကြားဖြန့်တွေဘယ်နေရာမှာတရှိလဲဆိုရင်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံနေဆက်မှာတရှိတာဖြစ်ပါတယ်။အဲ့တော့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံနေဆက်မှာတရှိတယ်ကြားဖြန့်တွေတရှိတယ်ဆိုတော့အဲ့ဒီကြားဖြန့်ကလူတွေဘယ်နိုင်ငံဘက်ကနေဝင်လာတယ်လဲမင်းထိုင်းနိုင်ငံဘက်ကဝင်လာတာဖြစ်ပါတယ်ထိုင်းနိုင်ငံဘက်ကဝင်လာတာဖြစ်ပါတယ်။ အဲ့တော့နံပါတ်1အထိုင်းနိုင်ငံဘက်ကနေဝင်လာတဲ့လူတွေကမြန်မာနိုင်ငံနေဆက်ထိုင်းမြန်မာနေဆက်မှာကြက်ဖြန့်ဝင်လင်ခိုင်းတွေကိုအခြေကျပြီးတော့တုတ်ကိုင်းနေ။အဲအဲ့ဒီနေဆက်ဘက်မှာဆိုလို့ရှိရင်မြန်မာနိုင်ငံကပေးတဲ့အကျင့်စစ်ကြီးလည်းမရှိသလိုမြန်မာနိုင်ငံကပေးတဲ့အင်တာနက်လိုင်းနဲ့အဲ့ဒီမှာတောင်းလို့မရပါဘူး။အဲ့တော့သူတို့ဘယ်ကနေရလဲဆိုရင်ထိုင်းနိုင်ငံဘက်ကနေပေးတဲ့လက်စင်ကြီးကိုအသုံးပြုပြီးတော့ထိုင်းနိုင်ငံဘက်ကရတဲ့အင်တာနက်နဲ့ဒီကြက်ဖြန့်လုပ်ငန်းတွေကိုရှင်းတမ်းရပ်တည်ပြီးကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ ပြည်ထောင်နိုင်ငံသားတွေကဒီကြက်ဖြန့်လုပ်ငန်းတွေကိုလုပ်ကြရင်ဘယ်နိုင်ငံကရတယ်လဲဆိုရင်ထိုင်းနိုင်ငံဘက်ကရတဲ့အင်တာနက်ထိုင်းနိုင်ငံဘက်ကရတဲ့လက်ဆင့်မီးနဲ့အသုံးပြုပြီးတော့ဒီဝန်လာသမျှလူတွေအကုန်လုံးကလည်းထိုင်းနိုင်ငံဘက်ကပဲဝန်လာပြီးတော့ဒီကြက်ဖြန့်ဆိုတဲ့လုပ်ငန်းတွေကိုဒီတရားမဝင်ငွေလိမ့်တဲ့လုပ်ငန်းတွေကိုလုပ်ကြဆောင်ရွက်နေတာဖြစ်ပါတယ် ဒါပေမဲ့လည်းကျွန်တော်တို့မြန်မာနိုင်ငံရဲ့အဲမြန်မာနိုင်ငံရဲ့ပိုင်ရမြေပေါ်မှာတရှိရအတွက်ကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံကကြားမျက်နှာပတ်သက်လိုင်းအဆူဆူပါနာမည်ပြန်နေတာဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံကတကယ်အထွေထွေကြပါဝင်ပတ်သက်နေတာမျိုးမရှိဘဲနဲ့တကယ်အထွေထွေကြပါဝင်ပတ်သက်နေတာကဆောနာပြောတဲ့နိုင်ငံကြီးနှစ်နိုင်ငံပဲဖြစ်ပါတယ်။ပြီးရင်ငွေကြေးစည်းကမ်းပေါ်အပိုင်းပေါ့နော်။ငွေကြေးစည်းကမ်းပေါ်အပိုင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကဒီကုန်သွယ်မှုလုပ်တဲ့သူတွေဆိုရင်သိပါလိမ့်မယ်။ ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကိုလိုအပ်တဲ့စက်ကောင်းစီတည်ထနာပဲဖြစ်ဖြစ်လူသုံးပုံပစ္စည်းတွေတည်ထနာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့နိုင်ငံကနေပြီးတော့တခြားနိုင်ငံတခုခုနဲ့ကော်ပိုရိတ်လုပ်မယ် trade လုပ်မယ်ဆိုလို့ရှိရင်ဒီပတ်စံတွေကပေါ့နော်ဒေါ်လာနဲ့ဝယ်ရတာပဲဖြစ်ဖြစ်အမြင့်မြုပ်သောပတ်စံတွေနဲ့ဝယ်ရတာပဲဖြစ်ဒီငွေကြီးတွေကကျွန်တော်တို့အဲ့ဒီ trade လုပ်မယ်ကုန်သွယ်မယ်နိုင်ငံနဲ့ကျွန်တော်တို့ဒဲရဲ့တွဲလို့မရပါဘူးကြားရဲမှာကျွန်တော်ထိုင်းနိုင်ငံကိုအမြင်တွေ့ရပါတယ်ထိုင်းနိုင်ငံဒီမှာပြစင်ကျမတို့နဲ့ကောက်တယ်မှုလုပ်မယ်လုပ်ငန်းလုပ်မယ်ပေါ့နော်အဲ့ဒီနိုင်ငံလေးစီကိုဒီငွေတွေကစီးတဲ့အောင်ဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့ဒီနိုင်ငံသားမျိုးကိုတိုက်ရိုက်အဲစီစဉ်တာမျိုးတွေမရှိဘူးပေါ့နော်ဒီထိုင်းနိုင်ငံကနေမှတစ်ဆင့်ထိုင်းဗန်နေကနေပဲတစ်ဆင့်အတော့ရောက်စီစဉ်တာမျိုးဖြစ်သွားတယ်ဒါကြောင့်မလို့ဒီတရားမဝင် online ဒီမြန်မာအတော်ကြုံးမှာဒီမှာကြားပြန်လို့ပဲခေါ်ပါမယ်အဲ့တော့ဒီကြားပြန်လုပ်ငန်းတွေကကိုရေးစီစဉ်မှုတွေအားလည်းတရားတော်ထိုင်းနိုင်ငံဘက်ကပဲစီစဉ်ပါလိမ့်မယ်အဲဒါကြောင့်မလို့လေပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဒီထိုင်းနိုင်ငံမှာဒါဝင်မဲတွေပတ်သက်ပြီးတော့စတင်ပြီးတော့အယောင်ပြဖမ်းဆီးလာတယ်ပေါ့နော်အဲအထူးကြောင်းကတော့ဒီမှာ ကျန်းမာရေးစစ်ရေးဆောင်ရွက်တဲ့အခါမှာကြားဖြန့်နာမည်ကြီးလာတဲ့အခါမှာပဲထိုင်းနိုင်ငံကဝန်ကြီးနှစ်ပါးထုတ်ဖက်သွားတယ်။အပြီးလို့ရှိရင်ပြီးခဲ့တဲ့ရမလာဆိုလို့ရှိရင်လည်းဒီငွေမဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်။အဲထိုင်းနိုင်ငံကထွတ်တော်အမတ်တဦးကိုအဲသူ့ရဲ့ပိုင်ဆိုင်မှုတွေလည်းကအဲငွေမဲပန်းငွေ159တန်ကိုတမလို့ငွေကြီးခပါချနေ အဲတိုင်းနိုင်ငံအကောင်အထည်ကိုလည်းအားပြီးတော့ဖန်တီးခင်းနေထားတယ်အဲပြီးအတော်ဆန်မှုတွေကိုလည်းတိတ်ဆိတ်ထားတယ်ဆိုပြီးတော့တရေနေမှာဖော်ပြလာတယ်ပေါ့နော်ဆိုတော့တိုင်းနိုင်ငံတော်လေးခဲတဲ့ဝင်အဲအကြမ်းနဲ့ပတ်သက်ရင်တိုင်းနိုင်ငံတော်လေးခဲတဲ့ဝင်ပေါင်းမတက်နေရလို့အဲကျွန်တော်တို့ဆွဆွဲလို့လည်းရတယ်အခောက်ချက်ချလို့လည်းရပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံကအခုကြားပြန်နဲ့ပတ်သက်ပြီးတော့ဒါအထူးစစ်စစ်ရေးတွေအနေနဲ့ဆောင်ရွက်နေတာကိုတွေ့ရတာလေအနိုင်ငံတကာမျက်နှာစာမှာအတော်တော်လေးမျက်နှာပန်းလေးလာပါတယ်ဒါပေမဲ့ကြားပြန်ကိုအမှန်တကယ်နှိမ်နင်းနေတယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ပေါ်ပေါက်မှုတွေအများကြီးလိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကြမ်းတဲ့လုပ်ငန်းလုပ်ပိုင်တဲ့သူတွေအားလုံးကလည်းထိုင်းနိုင်ငံထိုင်းပြည်စီကနေပြီးတော့ပဲဖြတ်ကျော်မရောက်လာတာဖြစ်တယ်လို့ဒီကြမ်းတဲ့လုပ်ငန်းဝင်တွေမှာဒီလုပ်ငန်းဝင်တွေဒီကြမ်းပြန်ကလူတွေရဲ့ဖိစားမှုတွေအကြောင်းမလို့အလိန်ခံရတဲ့သူတွေကလည်းဒီထိုင်းပြည်စီထိုင်းနိုင်ငံအနေမှာတဆင့်ဒီဘတ်ချမ်းတဲ့ဝင်ရောက်လာကြတာဖြစ်ပါတယ်။အဲကျွန်တော်တို့ကြမ်းတဲ့နေရဲ့တချို့လုပ်ငန်းတွေမှာဆိုရင်ဒီကိုရင်းအင်ကာတွေရောင်းစားတဲ့အထိပါအလုပ်ငန်းဆောင်ရွက်ကြရတယ်လို့သိရတယ်။အဲ့တော့အဲ့လိုမျိုး ကိုရင်အင်ကလည်းရောင်းစားမခံရခင်ပေါ့နော်အဲသူတွေပျောက်ဆုံးသွားတဲ့သူတွေနောက်ဆုံးဘယ်မှာတွေ့ရမင်းထိုင်းနေသေးတာနေထွက်သွားတယ်ဆိုတော့အမှတ်တမ်းနေနောက်ဆုံးတွေ့ရှိလာတာလည်းဒါအများကြီးပဲရှိပါတယ်အဲ့တော့ကြားဖြတ်ကြီးကြားဖြတ်လုပ်ငန်းတွေမှာကြားဖြတ်ကိုဥဆောင်နေတဲ့ခေါင်းဆောင်ကြီးကြားဖြတ်လုပ်ငန်းလုပ်ကင်နေတဲ့သူတွေเนี่ยတော်တော်လေးဒီထိုင်းနေတဲ့တောင်ရှိသူတွေတော်တော်လေးအချင်းချင်းဝင်ပေါင်းပတ်သက်နေရလို့ပြောလို့ရပါတယ်အဲဒါပေမဲ့လည်းကျွန်တော်မြန်မာနိုင်ငံရဲ့ ပိုင်နဲ့နေမျိုးပေါ်မှာဒီဟာတွေဓာတ်လုံးကြီးဟာဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံနိုင်ငံတော့ဂျားရဲကမထွားခါးနာဆိုတော့နာမည်ပြည့်နေရတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီဂျားနိုင်ငံကြီးနဲ့ပတ်သက်ပြီးတော့အရင်ကတည်းကမှအကြောက်ရလေးရှိပါတယ်။ဒီနေရာမှာကြောင်းလုံးလေးနှောက်ပြီးတော့ကျန်ပါတယ်။အဲဒီနိုင်ငံကိုကျွန်တော်တို့မြန်မာနိုင်ငံကပေါ့နော်ဒီလူကြီးတွေခေတ်ကျန်သွားတဲ့အခါတွေမှာဆိုလို့ရှိရင်ပေါ့နော်ဒီပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းကပေါ့အဲဒီဆိုရလက်ထက်တုန်းကလည်းဒီနိုင်ငံရဲ့အစိုးရဘက်ကရှိသူတွေတိုင်းနိုင်ငံကိုတောင်းတဲ့အချိန်မှာဒီနိုင်ငံတောင်းရှိသူတွေက ဒီ online bullying ခိုင်းနေတာပတ်သက်ပြီးတော့ပြောကြားခဲ့ရတယ်ဒီဟာတွေမင်းရင်းဖို့ပြောခဲ့ရတယ်ရှိတယ်လို့ကျွန်တော်တို့ကြားသိရပါတယ်အဲအဲ့ဒီလူတွေကလည်းမြန်မာနိုင်ငံကပြောင်းလာတဲ့အခါမှာအမှုမဲ့အပတ်မဲ့ပဲဘာမှပြန်နေတင်ပြချင်းချိဘာမှပေါ်ရင်းမရှိဘဲနဲ့ဒီတိုင်းပဲဖြစ်တယ်လို့ပဲအကျော်သွားခဲ့ကြတာလေးရှိပါတယ်ဒါကြောင့်မို့လို့ဒီတရားမဝင် online ကြားခံရတာပို့ပို့ပြီးတော့တင့်ထက်တဲ့နဲ့စိုးတဲ့နဲ့စိုးသွားတာဖြစ်ပါတယ် ဲ့တော့ဟိုကျမတို့မြန်မာပိုင်နဲ့ပေါ်မှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကြမ်းဖြတ်နေနေတဲ့နေရာမှာကျမတို့မြန်မာနိုင်ငံကပို့ပြီးတော့တခြားနိုင်ငံတွေကပို့ပြီးတော့အဲခက်ခက်ကြဲနေနေရမယ့်အနေအထားတွေရှိပါတယ်။တခြားနိုင်ငံတွေပူးပေါင်းနေဆိုတာထက်ကျမတို့မြန်မာနိုင်ငံကကိုယ်တိုင်ကိုယ်ကျအလုံးအောင်မှာဖြစ်ပါတယ်။အကယ်၍ကျမတို့နိုင်ငံကကိုယ်တိုင်ကိုယ်ကျမလုပ်နိုင်ခဲ့ဘူးဆိုရင်တခြားနိုင်ငံတွေရဲ့ကျမတို့ဒီထက်ပိုပြီးစောင့်မှုတွေကြီးမားလာနိုင်ပါတယ်။အထူးသဖြင့်တော့ဒီ နိုင်ငံကြီးတွေရဲ့နိုင်ငံရေးအပြောင်းအလဲမှုတွေနဲ့အတူကျမတို့နိုင်ငံကဈာရရမြေစာပင်ဖြစ်နိုင်တဲ့မြေစာပင်အောင်ဖြစ်သွားနိုင်တဲ့အနေအထားတွေတော့ရှိပါတယ်။ဒါကြောင့်မို့ဒီဟာကိုလူသားရေးတာဝန်တွေအနေနဲ့တတိကြီးထားပြီးတော့ဆောင်ရွက်ရမယ်ဆိုတော့ကျွန်တော်တို့နိုင်ငံတော်ရဲ့နိုင်ငံရေးသမ္မတကြီးရဲ့ပြောဆိုကြပါဆိုရင်နိုင်ငံအတွက်လည်းအတော်လေးအရေးပါလို့အမှန်တကယ်ဆောင်ရွက်အကောင်အထည်ပေါ်မယ့်အပိုင်းနဲ့ဖြစ်ပါတယ်။အဲ့ဒါကိုဒီအစိုးရလက်ထက်တွေမကဘူးပေါ့နော်။ဒါမကြိုက်ရင်ရွေးကောက်ခွင့်နဲ့တက်ရောက်လာမယ့်အစိုးရရဲ့ဒီကြောက်ခံကို အကြဖြန့်ရောပြီးတော့ဒီဝင်လင်ကိုင်းတွေတရားဝင်ဝင်လင်ကိုင်းတွေပြီးရင်ဒီနှောင်းစားတွေပေါ့နော်တရားဝင် online နှောင်းစားတွေကိုလည်းဒါကိုလည်းမိသားစုတောင်းဝင်တရားအနေနဲ့တကယ်ပဲတိုက်ပြန်နေနေတော့လို့ပါတယ်မဟုတ်ရင်အဲတခြားသောနိုင်ငံကြီးတွေရဲ့အားပြန်မှုတွေတခြားသောနိုင်ငံကြီးတွေရဲ့ဆက်သွယ်မှုတွေကိုတိထပ်ပို့ပြီးတော့အခမ်းအနားရနိုင်တယ်ဒါကိုကျွန်တော်တို့အတိတ်တိရှိရှိလေးနဲ့ဉာဏ်ဉာဏ်ရှိရှိလေးနဲ့ဒီကြဖြန့်နဲ့ပတ်သက်ပြီးတော့ဘာလို့ဉာဏ်ဉာဏ်ရှိရှိလေးနဲ့ဒါတွေကိုဆောင်ရွက်သွားမယ်ဆိုရင်တော့ အထွတ်နိုင်ငံပေါ်မှာတခြားသောနိုင်ငံတွေရဲ့ဆက်ဖက်မှုတွေဒါအချုပ်ချာအာဏာကိုထိပါလာမှုတွေအဲကင်းဝေးနိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်နေရတယ်။လက်ရှိလက်ရှိပေါ့နော်ဒီနိုင်ငံတော်အေဂျင်တာရဲ့ညလုံးတွေအဲကုန်ရှင်စီမှာတော့ကျွန်တော်တို့စိတ်ချရတယ်။အဲ့တော့ထိုင်းနိုင်ငံကတော့ကျွန်တော်တို့အခုလိုပြောနေရမှုတွေကတော့အကြိုက်မှမဟုတ်ဘူးပေါ့နော်။မှန်နေပေမဲ့လည်းအကြိုက်မှမဟုတ်ဘူး။ဒါပေမဲ့လည်းကျွန်တော်တို့ပြောရပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင် တကယ်တမ်းကျွန်တော်တို့ညီပေါ်မှာလုပ်နေလဲဆိုပေမဲ့တကယ်တမ်းလုတ်ကင်နေတာကတရုတ်နိုင်ငံသားတွေပြီးတော့အဲ့တရုတ်နိုင်ငံသားတွေကြားပြန့်လို့လို့ရအောင်လို့တကယ်တမ်းကိုယ်ကြီးပို့စပို့တင်ပေးနေတာတကယ်တမ်းကိုယ်ကြီးပတ်ဝန်းနေတာကထိုင်းနိုင်ငံဖြစ်နေတယ်အဲ့တော့သူတို့နှစ်နိုင်ငံကိုအဓိက highlight လုပ်ပြီးတော့ကဘာကြီးကမမြင်မဲနဲ့မြန်မာနိုင်ငံမျိုးပေါ်မှာရှိနေရတယ်ပဲမြန်မာနိုင်ငံကိုပဲ highlight လုပ်ပြီးမြင်နေတာကြီးကတော်တော်လေးဝန်းနေဝယ်ကောင်းတဲ့ဖြစ်ရကြည့်ပါဒါကြောင့်မို့ ဒါဒီရုပ်သံကိုကြည့်နေကြတဲ့သူတွေထဲမှာဒါနိုင်ငံခြားအသိမိတ်ဆွေတွေရှိမယ်ဆိုရင်မိမိတို့နဲ့ဒါစီးပွားပတ်တွေပဲဖြစ်ဒီမိတ်ဆွေတကယ်ရဲ့အပေါင်းအသင်းတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီဒီကနိုင်ငံကနေပြီးတော့တခြားသောနိုင်ငံသားတွေရှိနေခဲ့မယ်ဆိုရင်ပြောပြပါ ငါတို့မြန်မာနိုင်ငံကြီးပေါ်မှာဒီကြမ်းဖက်နေရှိနေရဆိုပေမဲ့ငါတို့နိုင်ငံလုပ်နေတာတယောက်မှမပါဘူးတကယ်တော့လုပ်နေတာတရုတ်နိုင်ငံသားတွေလုပ်နေတာတကယ်ငွေတွေလာနေတာတရုတ်နိုင်ငံသားတွေလိမ်နေတာအဲ့တရုတ်နိုင်ငံသားတွေလိမ်လို့ရအောင်လက်ရှိမီဒီအင်တာနက်တွေလူတွေကိုတယ်ပေးနေတာထိုင်းနိုင်ငံတယ်ပေးနေတာဒါတွေဒါစီအမှန်တရားဖြစ်တယ်ဆိုတာကိုညှောက်ပေးကြပါလို့လည်းဒီမှာတရုတ်တန်တွေကနေပြီးတော့အထက်ဆင့်ညှောက်ပေးလိုက်ပါတယ်နောက်တစ်တဲ့ဘုံကတော့ဒီ TNN နဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ်။အဲကျွန်တော်တို့ဒီတယောက်နဲ့ထားတဲ့ post လေးကိုအရင်ဆုံးဖတ်ပြပါမယ်။ ။ TNL ကစစ်တပ်ကိုတဲ့သူတို့ကိုယ်တိုင်ခေါ်လာပြီးနေရာချမိဒေါ်လာရင်းတက်တယ်ကိုခေါ်ပြောတယ်တဲ့။ MND လာရှုမှာလို့သူတို့ပြောလို့ပဲပေါ့လေ။ဘွာကုန်းတွေကိုအကုန်လုံးစကားမစကားမတော့စစ်ကောင်မရှင်းအောင်ပြောတာ။စကားမဝန်ထမ်းကြီးမှဆောက်မယ်လို့ပြောတယ်။ TNL နေနဲ့တလောက်ထိတောင်းဆိုဖို့မတည်တော်ပါဘူး။ဒေါ်လာရင်းတက်တယ်ဘက်ကလည်းတော့ခံနေဘူး။တရုတ်ကိုယ်စားကိုယ်တိုင်ကားပေါ်ကနေလိုက်လာပြီးတော့စစ်ကားတွေမလာပါလို့ပြောတယ်။ဒါတော့ဒီတယောက်ကတော့တော်တော်လေးကြီးပွဲနေပေါ်ပါပါတယ်။အဲ TNL ကအခုတက်မတော်နဲ့အပြစ်ခံရစင်းတော့သူတို့ဘုကမိတ်ကနေဆောက်ပါမယ်လို့တရားဝင်အတိပေးတာပြီးရနောက်ပိုင်းဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲအခြေအနေဖြစ်ပါတယ် ဲ့တော့ဒီကနေ့ဒီဘုကောကနေစုံမယ်လို့တဲ့အချိန်မှာ PDF ကဘုကောမျိုးယူတို့ကောင်ရမယ်တို့ပြန်ပြီးထိန်းပြီးတော့ကြံခဲ့မယ်ဆိုပြီးတော့အဲ့တို့အတန်ကောင်းဖြစ်ပါတယ်ပြီးတော့တခြားသောအဲဒီဘုကောမျိုးယူကောင်ရကိုထိန်းသိမ်းဖို့ရအတွက်အဲရောက်ရရက်က PDF ကြီးလာကြပါဆိုပြီးဖိတ်ခေါ်ပေးမယ်လေအတိတ်မလာဘူးကျွန်မသိရတယ်အတိတ်မလာဘူးပေါ့နော်ဘာလို့မှလည်းတို့တော့အားမနေဘူးပေါ့ အဲ့တော့ဟိုကြောက်နေလို့ဟိုတော့ကျွန်တော်မခေါ်ဘဲနဲ့အခုစစ်တိုက်ရအောင်မခေါ်ရဲတော့ကျွန်တော်ဘယ်သူမှလည်းတိတ်ပြီးတော့မလာကြပါဘူး။အလာရင်းနဲ့လည်းကိုတိုက်လို့မရဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒီကနေ့ကိုပြန်ဝါတာထက်တက်ကတက်မတော်သားတွေကိုသူတို့ကိုယ်တိုင်မဟုတ်ဘူးယူတက်ဖို့မလို့တက်မတော်သားတွေမလာဘူးရအောင်စစ်တပ်ဝင်လာမှုရအောင်သူတို့ကိုယ်တိုင်ပဲဖိတ်ခေါ်လာမယ်ဆိုပြီးတော့သူတို့ကိုယ်တိုင်ပဲလက်နက်ခဲရန်တွေအသက်တွေအသေးဆုံးပြီးတော့အသေးရေခံပြီးတိုက်ယူထားတဲ့ဒီမျိုးကိုလည်းလည်းလေးလေးပဲတက်မတော်ထံကိုပြန်မိတ်ပြန်ပြောရဲပေါ့နော်။နှမကြည့်ပါ။ဒီဘက်ကခဏခဏပြောဖို့ပါတယ်။အဲနိုင်ငံရေးမှာပေါ့နော်။အမိတ်တစ်ခု ဆွေးနွေးချက်တခုသဘောတူညီချက်တခုကအချိန်မေးသားများပြောင်းလာရောရောင်းနိုင်နိုင်ပြီလို့ရတယ်ဆိုတဲ့စကားအလကားမဟုတ်ပါဘူး။ယင်းညီမတဲ့သူတွေကဒီစကားရဲ့အထိပ်ပဲကောင်းကောင်းလေးသိကြပါဗျ။အဲ့တော့နိုင်ငံရေးဆိုတာဘာလဲမင်းကျွန်မတော့အောက်ချခြင်းအပညာတရားလိုပဲဒီနေရာမှာတင်သားလိုက်ချင်ပါတယ်။အဲ့တော့ဒီ PDF တွေဘာမှ PDF တွေကိုပလောင်လက်နက်ကိုင်တောင်းရန်လူတွေပြီးတော့ခြားတော်လက်နက်ကိုင်တောင်းရန်လူတွေကနေပြီးတော့ကျွန်မတို့ဘာမှ PDF တွေကိုညံတုံးမှန်းသိလို့လာအောင်ချတာပါ။အသုံးချပြီးတော့အားရတဲ့အချိန်မှာအခုလိုပဲအဲခွင့်ပြတဲ့လိုပဲပြစ်ချခဲ့ပြီးတော့ ဘာမှတောင်းမရှိတဲ့အတူချောင်းလေးပြစ်ချလိုက်တဲ့ပုံကခုလိုမျိုးနည်းနည်းကိုပြစ်ချလိုက်တာဖြစ်ပါတယ်။အဲဒါကြောင့်မို့ဒီလက်ရှိလက်ရှိကာလမှာရှိနေတဲ့ PDF တပ်ဖွဲ့ဝင်တွေမကအောင်ပေါ့နော်။နောက်နောက်များအဲကျွန်တော်တို့မြန်မာနိုင်ငံမှာတပ်ဖွဲ့တွေကိုပေါက်ကချင်တဲ့သူတွေထပ်ပြီးရှိလာအောင်မယ်ဆိုရင်ဒီအဖြစ်ပြက်လေးတွေကိုတာကန်ကြပါဒီအဖြစ်ပြက်လေးကိုလက်ဆင့်ခံပြီးပြောပြကြပါကိုကိုရိုင်းနဲ့တပ်ဖွဲ့တွေကိုတိုက်လို့နိုင်ငံမဟုတ်တယ်လို့နော်အဲတိုင်းနာလက်နက်ကိုင်းဆိုတဲ့အဖွဲ့အစည်းလေးပေါ့နော်။တိုင်းနာအမိခံထားတဲ့လက်နက်ကိုင်းကောင်းရဆိုတဲ့တွဲတိုင်ရင်လည်းရအောင် အကယ်၍ပြောနိုင်လို့ရခဲ့ရင်တော့အဲ့ဒီမျိုးတွေကလို့ရခဲ့ရင်တော့အခုလိုပဲလွယ်လွယ်လေးပဲတက်မတော့ပြန်ပေးရလိမ့်မယ်။ကြားထဲမှာတေးရတဲ့ကလကတေးရတဲ့အဖတ်တင်သွားလိမ့်မယ်။အဲ့ဒါတွေဆုံးရှုံးရတာအဖတ်တင်သွားလိမ့်မယ်။နောက်ဆုံးကြောက်တော့လေဒုံကြီးကဒုံကြီးမပြောင်းသွားမယ်ဆိုတဲ့ message ကိုကျွန်တော်တို့လက်ရှိကလည်းမျှဝေကြပါဒါအမှန်တရားပါဒါအမှန်တရားတကယ်ဖြစ်ပါတယ်။အဲ့တော့ဟိုကြားထဲမှာအသုံးချခံလိုက်ရတဲ့အဲပြီးခဲ့တဲ့နေ့ပဲပေါ့စိတ်မကောင်းပါဘူး။ဒါတို့ရဲ့ဉာဏ်ရင်နေပါဘူးကြောင့်တို့ သူတို့အသက်နဲ့ရင်းပြီးသိလိုက်ရတဲ့အမှန်တရားတွေလို့ပဲဒီနေရာမှာတင်ပါချင်ပါတယ်။အဲအဲ့ဒါလေးကတော့တစ်ချက်ပေါ့နော်။အဲနောက်ထပ်တစ်ခုကကျတော့ဘာလဲဆိုတော့ PDF တွေကိုတပလောင်တက်တီးကကန်တော်ရှမ်းကြောင်းအနီးကပုံစံပေါ်လုံးတွင်အောင်းလန်းဝင်းနဲ့အခြားနေရာမှာဥတော်မှာစုပိုင်းထားပြီးလက်နဲ့ချပိုင်းတွေလို့သိရတယ်။ပလောင်ထမ်းချက်ကိုလိုက်မယ်ဆိုရင်လည်းလက်နဲ့ချပြီးလူကြီးပဲလိုက်လာရမယ်။ဘုကုတ်မှာနေခဲ့မယ်ဆိုရင်လည်းလက်နဲ့ချပြီးနေခဲ့ရမယ်လို့သိရပါတယ်။မြမတက်တော့စစ်ကြောင်းနေရာလည်းဘုကုတ်မြို့ဘုကုတ်အစ်ဖြစ်နေပြီးတော့ အဲကောလာကောလာနေရာထဲမှာကိုပဲစစ်ကားစီး20ကျော်လောက်ရောက်နေပြီဖြစ်တယ်။တနည်းအားဖြင့်မှာစစ်ကားစီး20ကျော်လောက်ရောက်နေပေါ့နော်။ဟိုဟိုမျိုးဝင်ဖို့အတွက်တက်ပေါ်လာတဲ့စနစ်ဖြစ်နေပေါ့။ဒါသူတို့ဘက်ကနေတဲ့သတင်းဖြစ်ပါတယ်။ဟိုဒါ DNA လေးဖွဲ့ဝင်ဒီကိုယ်တိုင်ဟိုလာ PDF ကိုလက်နက်ချခိုင်းတယ်။သူကတော့ဘုကုတ်ပြူကောက်ကိုကြံနေလည်းပြောလည်းမရဘူးပေါ့နော်။မရဘူးမရဘူးမင်းတို့လက်နက်ချမယ်ဆိုလည်းမင်းတို့မရဘူးပေါ့။ငါတို့နဲ့လိုက်မယ်ဆိုရင်လည်းငါတို့တောင်ထားတဲ့ကိုလိုက်မယ်လို့လည်းမင်းတို့လက်နက်တွေထားခဲ့လူတွေကြီးပဲငါတို့လည်းလိုက်ခဲ့ဟိုမှာထင်းချခိုင်းတယ်ဟိုရှော့ခိုင်းတယ်ကလေးထိန်ခိုင်းတယ် ပြီးလို့ရှိရင်ဘလောက် ID ဗမာ PDF မှလေးပါမယ်ဆိုရင်လည်းငါတို့ပြောလို့စက်ခိုင်းမယ်အဲ့တော့အမေတို့လိုက်ခဲ့လိုက်ရှင်နေဆိုရင်လည်းတက်တက်လေးချပြီးလိုက်ခဲ့ပေါ့မလိုက်ရှင်ဘူးမြင်ခဲ့မယ်ဆိုရင်လည်းငါတို့တက်တက်လေးပြန်ပေးလိုက်ပေါ့အဲ့တော့မျိုးတို့မျိုးရလို့ရှိရင်တန်းတန်းတက်ပေးမယ်ဆိုတော့အဲ့ခရီးစကားတွေမျိုးတို့မျိုးရလို့ရှိရင်ဗာပေးမယ်ညာပေးမယ်စတဲ့ခရီးစကားတွေနဲ့ဒီ PDF တွေကိုမင်းဆက်ပြီးတော့အဲ့တိုက်ခိုင်းခဲ့တယ်အဲ့ခရီးတွေကိုဒီခဲ့ကြတာအခုကိုကန့်နေရော DNA နေရောဒါမျိုးတွေလည်းမျိုးပြီးတဲ့မျိုးသူတို့ရသွားခဲ့မှုတွေ ရတဲ့နေရာမှာလည်းသူတို့ကုမန်အလံသူတို့ပလာအလံသူတို့တရားနယ်အလံဝင်လွှင့်ထုတ်ခဲ့တယ် PDF တွေအလံကိုတစ်ခါမှတစ်မြို့မှလွှင့်ထုတ်တာတွေမရှိခဲ့ဘူးပြီးရင်ဒီ PDF တွေကိုလည်းဘယ်မြို့တော့အပိုင်စားပေးပါလဲဘယ်မြို့တော့မြို့တို့ယူလိုက်သွားဆိုပြီးခွဲပေးတဲ့အဲဒီဒိုင်းနာလည်းကအမိကတောင်းတဲ့သူတွေကခွဲပေးခဲ့တာမျိုးလည်းမရှိခဲ့ဘူးအတုံးချရင်တသက်ပဲခင်ဗျားတို့ကအတုံးချခဲ့တာဖြစ်ပါလေအဲ့တော့အတုံးချခံရတာဘာလဲအတုံးချခံရတာဘာလဲ ဲခင်ဗျားတို့ဘူဘာဝခံရတာကိုဒီလောက်နဲ့ချိန်တတ်တယ်ပါပြီဒီလောက်နဲ့လည်းချိန်တတ်လိုက်ပါအထပ်ပြီးတော့အတုံးချကန်ဖြစ်ချင်သေးတယ်ဆိုရင်တော့ခင်ဗျားတို့သဘောပါနော်အဲ့တော့အတုံးချခံရတော့ဝါပြီးငါတို့ထပ်ပြီးတော့အတုံးမချခံရင်တော့ဒီဘဝဒီညနဲ့ပဲတော့ပါပြီငါတို့ဒီကဘဝကိုပြန်လည်ဝင်ရောက်မယ်ဆိုရင်ဆက်သွယ်လိုက်ပါကျွန်တော်တို့ Telegram ဒီမှာလည်းဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့နောင်ချုပ်ပေါ့နော်နောင်ချုပ်မှာဒါမျိုးသိန်းတက်မတော်ကနေပြီးတော့ပြန်လည်ပြီးတော့နောင်ချုပ်မျိုးကြီးရရှိပြီးရတော့အလင်းဝင်လာပလောင်လက်နက်ကန်ဖွဲ့လေးပြီးရဖွဲ့လေးရပြန့်ပါစေကြောပါလေအလင်းဝင်လာတာ အဲ့တော့ကျွန်တော်အလေးမမယ်ဆိုရင်လည်းအခုချိန်မှာအရန်ကြီးနောက်ကြာနေပါဘူးအဲ့တော့ဗီဒီယိုပေါ်ကလည်းမရောက်ချင်နေဆိုတဲ့သူတွေ PDF တွေဆက်သွယ်ပါခင်ဗျားတို့အသုံးချခင်ရတဲ့ဘဝလေးဒီလောက်နေပဲစသိန်းချင်ပြီဆိုရင်ဆက်သွယ်ပါလို့ဒါလေးပဲပြောချင်ပါတယ်အဲ့တော့အကြခင်ချင်းမတော့ပဲရွေးကောက်ပွဲကြီးနဲ့အတူကျွန်တော်တို့ဒီ PDF လို့ကရွေးကောက်တင်ရမယ်လို့လို့ဆိုအစိုးရတတိယကိုကျွန်တော်တို့ကြိုးစားရင်းနဲ့ခင်ဗျားတို့လည်းအေဂျင့်နဲ့ပြည်သူ့ဘဝလေးပြန်လည်ဝင်ရောက်နိုင်ကြပါစီကျွန်တော်တို့နိုင်ငံနိုင်ငံသားတွေပြီးတယောက်ချင်းစီလည်း ဒါအင်းအင်းချမ်းချမ်းနဲ့ထင်းချမှုကင်းတဲ့ဘဝလေးရရှိပိုင်နိုင်တာကြပါလေလို့ဆိုတော့ရန်ဒီတဲ့ရုံနာကိုရနာလိုက်ပါတယ်။နောက်ရက်တွေမှာလည်းတင်းတင်းထိထိုင်တဲ့နေကြောင်းအားလေးနဲ့တို့ထပ်ပြီးလာခဲ့ပါဦးမယ်။ကျွန်တော်သတင်းဟုတ်ပါရှင်။